နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်အောင်ဒေါ်ဆန်းစုကျင်နဲ့တမရဟောင်းဦးဝင်းမြင့်တို့၏တရားခွင်တွင်အမှုရင်ဆိုင်နေရတဲ့ရှားပါးဗီဒီယိုမှတ်တမ်းများနဲ့ဒေါ်ဆန်းစုကျင်၏အကျဉ်းထောင်တွင်နေ့စဉ်နေထိုင်မှုမှတ်တမ်းအသေးစိတ်ကိုတကားရီယန်သတင်းဌာနကဖော်ပြခဲ့ပါတယ်။တမရော်ကနိုင်ငံတော်တာဝန်ကိုလွှဲပြောင်းရယူခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလမှစပြီးဒေါ်ဆန်းစုကျင်နဲ့ပတ်သက်တဲ့သတင်းများသည့်အနှဲငယ်သာထွက်ပေါ်ခဲ့ပါတယ်။ဒေါ်ဆန်းစုကျင်သည်လုံခြုံရေးတင်းကျပ်တဲ့အကျဉ်းထောင်တွင်အကျဉ်းချခံထားရပြီး၎င်း၏တရားရေးအဖွဲ့ကသာရန်ဖန်ရန်ခါတွားရောက်တွေ့ဆုံခွင့်ရခဲ့ပါတယ်။ 2022ခုနှစ်ဩဂုတ်လနဲ့ဒီဇင်ဘာလတွင်ရိုက်ကူးထားတဲ့ထိုဗီဒီယိုမှတ်တမ်းများတွင်ဒေါ်စန်းစုကြည်သည်ဦးဝင်းမြင့်နှင့်အတူယာယီပြုလုပ်ထားတဲ့တရားခွင်အတွင်းထိုင်နေသည်ကိုတွေ့ရပါတယ်။ဒေါ်စန်းစုကြည်သည်ဆွဲချက်အများပြားနှင့်ရင်ဆိုင်ခဲ့ရပြီးထောင်ဒဏ်33နှစ်ချမှတ်ခံခဲ့ရပါတယ်။ထိုဗီဒီယိုမှတ်တမ်းများနှင့်အချက်လက်များကိုပြည်သူ့ရှင်ခွင်အဖွဲ့ကတကားရီးယန်းသတင်းဌာနကိုပေးပို့ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။တို့ချက်လက်များတွင်2024ခုနှစ်ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများတွင်နေပြည်တော်ရှိထိန်းသိမ်းစခန်းတွင်နေထိုင်ခဲ့ရတဲ့ဒေါ်စန်းစုကြည်နေစဉ်နေထိုင်မှုမှတ်တမ်းများကိုဖော်ပြထားပါတယ်။ ပြည်သူ့ရင်ွယ်ဖွဲ့နှင့်ဆက်နွယ်မှုမရှိတဲ့အကျဉ်းထောင်တည်ရင်းမြစ်တစ်ခုကလည်းထုတ်ပြန်မှတ်တမ်းများကိုအတည်ပြုခဲ့ပါတယ်။